Let's see how you go. တူးမှာကျွန်တော်သဘောကျတာကတော့ဒီ physical ဘိုင်းဆိုင်ရာအားလုံးကကျန်းတယ်ဒါ mentally လည်းလူအများစုကျန်းတာကိုတွေ့ရတယ်တချို့တော့ mentally တွေဆို mentally ပဲအဲ့သူရဲ့ mentality ကယောက်ျားအသားမယောက်ျားလေးတွေတက်ကိုပို့ပြီး strong ဖြစ်တဲ့လူတွေရှိတယ်ဒီထဲမှာ3-4ယောက်လောက်ကျွန်တော်တွေ့ရတယ်ပေါ့နော်အာတကယ်တမ်း honesty ပြောမယ်ဆိုလို့ရှိရင် season 1တော့ဆိုလို့ရှိရင်အများဆုံးလုံကျွန်တော်တွေ့ရ2-3ယောက်လောက်ပဲတွေ့ရဒီမှာ mentally အများစုအဲ့လိုဖြစ်နေတယ် မအေးမဲ့သူကစားဖြုတ်မယ်ဘင်းမယ်ဆိုတာဟာတကယ်ကိုကျုံးတယ်အဲ့တကယ်မိုက်တယ်ကြည်ရလားကိုသူကလည်း mentality ကောင်းပါလေစီစဉ်ကောင်းပါလေကောင်းပါလေကိုလည်းမတည်ုံနေမယ်ပဲတဲ့မစော့ကျင်တော့ပြင်မန်းတာနေမလို့ကျင်တော့ ဟာမင်္ဂလာပါအမြဲတမ်းတိုင်လုံးလုတ်တဲ့ကွက်တွေကိုအခုလုတ်လုတ်လိုက်ရပြီခြေပြတ်တောက်တဲ့ကွက်တွေโอเคအခုလက်ရှိကျွန်တော်တို့ FOA season 2ကိုစပြီးတော့ဒီနေ့ပြင်ရတော့ပါတယ်ဒီမှာတော့တော့လုံးဝအဆူ season အနေနဲ့ကိုချူအောင်က host အနေနဲ့ကြာပြရကျွန်တော်ကတော့ဒီ season မှာတော့ပါဝင်ရခဲ့ပြီမဲ့ season 1မှာကျွန်တော် drive ခဲ့ပြီးပါတယ် director တယောက်အနေနဲ့ဒီမှာတော့ကျွန်တော် project တယောက်အနေနဲ့ဟို FOA မိသားစုအနေနဲ့လာပြီးတော့အားပေးတာပါဒါပဲ final မှာတော့လာပေးရည်နော် final. So, nah, nah, nah. so how do you think? Final. It's a tough one, huh? Yes. How do you think? Very dramatic. မတော်ထရိုက်တော့ဒရိုက်တာလို့မလေးဒရိုက်တာလို့ပြောနေတာကိုပါဝင်ခေါ့ကိုပြောတယ်ဆိုကိုငချင်ကိုချင်ဆိုဖြစ်နေမယ်သူများပြောခိုင်းမယ်ကျွန်တော် FOE မှာဘယ်လိုမြင်ခဲ့လဲအလဲเนาะ FOE season 1မှာတော့သူအောင်လို့ကိုတိုင်းတော့ဒီပါဝင်တဲ့ ဟိုပြောင်းဖို့ရအကုန်လုံးကစူးစမ်းခဲ့တယ်ဆိုမြင်တယ်ဒါရိုက်တာတယောက်အနေနဲ့နောက်ခံကြည့်တဲ့အချိန်မှာကျွန်တော်သူ့တို့ကိုလည်းကုန်ကျစားမိတယ်တနာခဲ့မိတယ်ကျွန်တော်လေးစားခဲ့တဲ့အချိန်တွေအများကြီးရှိတယ်သူ့တို့လည်းကျွန်တော်အများနဲ့တွန်းခဲ့တယ်ဒါမှမဟုတ် FOE ဖြစ်သွားရတယ်ဒါသူ့တို့ကြောင့်ဖြစ်တာလို့လည်းကျွန်တော်ပြောချင်ပါတယ်တော့တော့စာနာစာနာတယ်ဒါမှမဟုတ်လုတ်ခိုင်းတယ်တီလောက်တီလောက်လောက်ခိုင်းမယ်။ဘာမှ train ကြာခါရရ။အော် train တော့မဟုတ်ဘူးလေ။ရိုက်ခွေးလောက်တဲ့ခါကျတော့အဲရိုက်ခိုင်းတာပေါ့ ဒါဒီ action တွေကတော့ဒါအကုန်လုံး video ဒီ show ဆိုတော့ဒါသူတို့ရဲ့စူးစမ်းအထူးမှုပေါ်မှာလည်းကျွန်တော်ရိုက်တာပါကျွန်တော်ကင်မရာလည်းထောင်ပြီးတော့သူတို့ကိုအားပြီးစကားနေနေပဲလို့ပြီးတော့သူတို့ဟိုသူတို့လမ်းကြောင်းကိုပဲသူတို့ထင်ခဲ့တာပါဆိုတော့သူတို့ဒီ FOE season 1ဆိုတော့ကြည့်တဲ့အချိန်မှာတော့ကိုကြိုက်တဲ့အချိန်တွေကြီးခဲ့တာဖြစ်တယ်ကိုသူ့အောင်ကိုကြိုက်တဲ့အချိန်မှာကြီးခဲ့တာဖြစ်တာကိုသူ့အောင်လို့လည်းလုထားတော့ထားတဲ့စူးစမ်းပြီးတော့လုထားတဲ့ဟာလေးပဲကျွန်တော်မရှိဘူးကျွန်တော်ကောင်းကောင်းလေးပဲ edit ပဲလုပ်ပေးတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ကျွန်တော်တို့လည်းတော်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 ဟိုဟာကျွန်တော်တို့ဒီ FOE season 1နဲ့ season 2เนี่ยเนเน่ดิกว่าว่าเลยဆိုဘယ်လိုမျိုးလဲကျွန်တော် season 1မှာတော့ကျွန်တော်တဲ့ပြောရမယ်ဆိုရှင် drama เนเน่များခဲ့တယ်ဒါပေမဲ့2မှာရေးလဲဖြုတ်တဲ့လူတွေကြီးပဲဟုတ်တယ်2မှာဒီကျွန်တော် audition နဲ့ပါတဲ့ခါကျတော့ audition မှာကလေးဖြုတ်တာအဲခုနကတော့ပြောခဲ့တယ်လို့ပြောပဲတကယ် audition မှာလယ်ဝေးစင်ကစားသမားကြီးလာပြိုင်တာအများကြီးပဲ ဒီခုနကတော့လို့ဒီကာယာပလာဘိုင်ချန်ကကောတခြားစပေါ့တီကောလာပြန်ရတာအများကြီးပဲဒါပေမဲ့ချင်းမမထားလောက်အောင်ကိုဟိုကျမ်းပြီးတော့ပြုတ်သွားခဲ့တယ်အဲ့လိုပဲပါလာတဲ့လူကလည်းပဲနောက်တစ်ဆင့်ဆင့်တစ်ဆင့်တစ်ဆင့်မြင့်လာတိုင်းပိုခတ်လာမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတာဗောနော်အဲ့တော့မိုက်တယ်နော်ဟုတ်တယ်ကဲမိုက်တယ် can't mess with the essence like retro teams the fittest on earth ffo အားရတယ်အားရပါတယ်အားရပါတယ်သူမသူမတော့တော်တော်လေးကိုပို့ပြီးတော့ competitive ဖြစ်မယ်လို့ခံစားရတယ်ပို့ပြီးတော့ physical ဖြစ်မယ်လို့ခံစားရတယ်တော့အဲ့တော့ဒီအားကစားကိုအမြင့်တက်တဲ့ပရိသတ်တွေအများတော့ကြိုက်ကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အဓိကတော့ဒီ2မှာကျွန်တော်သဘောကျတာကတော့ဒီ physical ဘိုင်းဆိုင်ရာအားလုံးကကျန်းတယ်ဒါပေမဲ့ mentally လည်းလူအများစုကျန်းတာကိုတွေ့ရတယ် တချို့တော့ main key တွေဆို main key ပဲမဲ့အဲ့သူ့ရဲ့ mentality ကယောက်ျားအသားမယောက်ျားလေးတွေတက်ကိုပို့ပြီး strong ဖြစ်တဲ့လူတွေရှိရဒီထဲမှာ3-4ယောက်လောက်ကျွန်တော်တွေ့ရတယ်ပေါ့နော်အာတကယ်တမ်း honestly ပြောမယ်ဆိုလို့ရှိရင် season 1တော့ဆိုလို့ရှိရင်အများဆုံးလုံကျွန်တော်တွေ့ရ2ယောက်3ယောက်လောက်ပဲတွေ့ရဒီမှာ main key အများဆုံးအဲ့လိုဖြစ်နေမဲ့ email တူပါစအဖြုတ်မယ်ဘင်းမယ်ဆိုတာဟာတကယ်ကိုကျုံးတယ်အဲ့တကယ်မိုက်တယ်ကြည့်ရတာကိုသူကလည်း mentality ကောင်းပါတယ် season 1ကောင်းပါတယ်ကောင်းပါတယ် ကိုလည်းမတည်အောင်နေမယ်ပဲတဲ့မစော့ကျင်တော့ပင်မန်းတာနေမလို့ကျင်တော့ကြည့်ကောင်းတယ်ပြီးတော့ဟိုပြီးတော့ဟိုကျွန်တော်တို့အတွက် entertain နဲ့အရင်ဖြစ်ပါပါပြည်သက်တွေကြီးတဲ့ခါကျလို့ရှိလဲကျွန်တော်တို့ပြိုင်နေတာမဟုတ်ဘဲနဲ့ခုနက confession room ပဲဖြစ်ဖြစ်နောက်မှဒီတို့တို့အချင်းချင်းစကားပြောနေတာလေဆိုလို့ရှိရင် entertain ဖြစ်လိမ့်မယ်ဟုတ်လဲဆိုတော့မမျက်လေးရဲ့ပုံစံတိုင်းပဲသူသူကညင်းညင်းတဲ့ဟာပေါ့တအားညင်းတာသူမညင်းဘူးလေဒါပေမဲ့သူတအားညင်းတယ်မပြောမပြောကျွန်တော်မပြောတော့မှမကြီးအာညင်းလားမညင်းလားပြည်သက်တွေကိုဆုံးဖြတ်ခိုင်းရမှာဆုံးဖြတ်ခိုင်းရမှာ ကြည့်ကြည့်ပေးပါဟာပေးတယ်ကြည့်ကြည့်ရှုအားပေးပေးပါအာအဲ့ဒါသူ့ပဲမိတယ်တော့ကိုကပြောနေကျိုးကမိတ်ပြက်လိမ့်မယ်ဟောကန့်နေတွေ့တွေ့ရအောင်ဒရာမာကြီးလားအာကင်မရာပေါ်မှာမရှိတဲ့ကြော်မာကြီးလည်းများပါလေဟုတ်တယ်အမတ်တရားကြီးရောအများကြီးပါပဲပြောနောက်ဆုံးတော့ဟိုပျော်ဖို့ကောင်းပါလေ FPO season 1ဘယ်လိုပဲဖြစ်ဖြစ်လေဟိုနောက်ဆုံးတော့မိသားစုအနေနဲ့လည်းဟိုကြော်ခဲ့ခဲ့ရတယ်အများကြီးရခဲ့ရတယ်အာဟိုပစ္စည်းတော့ဆုံးပြီနော်အနေနဲ့တော့မမီ ဟုတ်ပါတယ်ကျွန်တော်တို့ကဒီကျွန်တော်လဲစီဇန်1တော့ကဝင်ပြိုင်ဖြစ်တယ်ဆိုတဲ့အကြောင်းအကြောင်းရင်းကျွန်တော်မှရှိတယ်ဒီအသက်အရွယ်မှာဒီလိုလေးလုံးနိုင်ခဲ့တယ်ဆိုတဲ့ဟာတစ်ခုကိုချိန်ကျလို့ရှိပြန်ကြည့်လို့ရအောင်လို့ဝင်ပြိုင်ခဲ့တာဗောနော်အဲ့လိုမျိုးပဲဒီစီဇန်2မှာလည်းပဲကိုထွန်းထွန်းပါပါတယ်ကိုထွန်းထွန်းလည်းပြောရမယ်ဆိုလို့ရှိဒီအသက်အရွယ်တစ်ခုအရွယ်ရောက်တဲ့ချိန်မှာသူ့ရဲ့အသက် level တန်းလူတွေမလုံနိုင်တော့တဲ့ဟာတစ်ခု तू အခုလုံးပြနိုင်တယ် လှုပ်ဆောင်ခဲ့တယ်ဆိုရတာကအခုလည်းပြလို့ရတယ်။နောက်ထပ်ပြီးအသက်ကြီးလို့ရှိရင်လည်းပြလို့ရတာပေါ့နော်။ကိုထုံးဆိုလို့ရှိရင်တကယ်ကိုမိုက်တယ်မိုက်တယ်။ဟုတ်တယ်ဟုတ်တယ်အသက်ကြီးဆိုဒါပေမဲ့ဟိုသူ့ရဲ့ဒီပြိုင်ဝဲမဆခင်မှာသူကကြိုတင်လေးခြင်းနဲ့အာအရင်ကောင်းတယ်။သူကခိုးခိုးပြီးလေးခြင်းတာပေါ့။ခိုးခိုးပြီးတော့မနှက်ဖန်ရခြင်းပဲဘယ်လိုလုပ်ခိုင်းအဲခိုးခိုးပြီးတော့ရှောက်ကိုလေးခြင်းတယ်။အဲဒါပေမဲ့ဒီမှာစ조사အားထုတ်မှုကောင်းတဲ့လူတစ်ယောက်ရှိသေးတယ်။ဒါကတော့ J Fire ပါ။ J Fire ကတော့လုံးဝ ရှိလို့ရှိရင်ဒီကျွန်တော်ကိုယ်တိုင်တော့မှတစ်ခါကြာရှိဒီဘက်က for sure လားမသိဘူးပေါ့တော့တည်ရမှာ social media မှာပဲလုံနေတဲ့ဘဲထင်နေတာဒါပေမဲ့မဟုတ်ဘူးဒီဘက်ကအခုဒီဒီ season ကိုကြည့်ရတယ်ဆိုလို့ရှိရင်တခြားအပြင်လူတွေလည်းသူ့အမြင်တစ်မျိုးပြောင်းသွားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်တကယ်ကိုစိတ်သက်ပိုင်းဆိုင်ရာ strong ဖြစ်ပြီးတော့တကယ်ကိုစူးစမ်းနေတဲ့လူတယောက်ဆိုတာကိုကျွန်တော်လည်းလက်ခံလိုက်ပါတယ်ကျွန်တော်ကတော့ပြောရမယ်ဆိုရင်ဆိုတော့ FOE season 2 editing မှာမပါခဲ့တဲ့အတွက်ဘယ်လိုလာမလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်ကြားသက်တာကတော့ဟိုကိုထူအောင်လည်းပြော ပို့ပြီး competitive ဖြစ်မယ်ဟို drama ကလည်းတော့ season 1တက်တော့ပုံနေမှာပေါ့နော်ဒါပေမဲ့လည်းဒါတော့အကစားကိုပို့ပြီးအာယုံစိုက်တဲ့ဘက်ဟိုရောက်သွားတယ်ကျွန်တော်ယုံကြည်တယ်အဲကျွန်တော် breeder တင်အောင်နေတယ်ဆိုစောင့်ကြည့်ဟို season 1တော့လုပ်တဲ့ချိန်မှာတော့ဟို challenge ဆရာအကုန်လုံးတော်တော်လေးကိုပြင်ထန်တယ်ဟိုကအဲ့တော့ challenge 1ဆိုတာကြီးကြီးလိုက်ပါတော့တချို့လူတွေအောင်မိလဲသွားတဲ့လူတွေရှိရခါနာသွားတဲ့လူတွေရှိရ စီဇန်2မှာတော့ဟိုဖြစ်တော့ဖြစ်တော့မဖြစ်ဘူးတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဖြစ်တယ်အနေချင်းပဲအနေချင်းတော့ဖြစ်တယ်ဆိုတော့လူတွေကတော့ကိုယ်အသက်ကိုပေးပြီးတော့ဒီပြိုင်ပွဲကိုကစားနေရဆိုတော့ကြည့်ရတော့ကောင်းတယ်ဟွန်းပြီးတော့နောက်တစ်ခုကပို့ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်တစ်ခုရှိတယ်စူးစမ်းရကျွန်တော်တက်တယ်စီဇန်1တော့ကျွန်တော်တို့က300လောက်ပဲရတာဒီစီဇန်2က300နှစ်အတူချန်ပီယံရွှေကပတ်ချန်ပီယံရွှေကပတ်ကဗျာပြောရမယ်ဆိုအခုကရွှေစစ်တက်နေတာဆိုတော့3800လောက်ရှိတယ်။မနေ့တွေ you should think about it ပေးရမှာပဲတေတေပေး6ရကျိုးကျိုးပလေးပေးရမှာဘာလို့မရတော့လေကျွန်တော် host ပါလို့စေဟုတ်မရတော့မဖြစ်မဖြစ်ဘူးပင်မမ်းမှာဒီလိုဒီလိုလေးအကုန်လုံးကကျွန်တော် April 29ရက်နေ့ည8:00နာရီချိန်မှာကျွန်တော်တို့ MRT 4ကနေပြီးတော့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကျွန်တော်တို့ထုတ်လင်းပြသတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်ကိုဖိတ်ခေါ်ချင်ပါတယ်29တနင်္ဂနွေနော်ဟုတ်တယ်ဒီ season ကတော့ကျွန်တော်တို့ဒီကြည့်မယ်ဆိုလို့ရှိရင်ပြိုင်ပွဲဝင်နေတဲ့စားလို့ရှိရင် host ကိုကြည့်နေတဲ့အတိုင်းပါပါအဲ့တော့ see you soon see you